ဘလူးလိုင်းရောအမ်ပါယာမှာကျွန်းဆိုပါတယ်ဒီမနက်ပိုင်မျိုးနင်းနဲ့ချက်စီပွဲရောဒါစိတ်ပျက်စရာရလနဲ့ပွဲပြီးွားခဲ့တယ်ပေါ့နော်စိတ်ပျက်စရာလို့ပြောမှာပထမဆုံးပြောမှဆိုရင်တော့ကွင်းလန်တိုင်းပေါ့နော်ကွင်းလန်တိုင်းရဲ့ဒါဆုံးဖြတ်ချက်တရားလားပြောမှဆိုရင်ချက်စီးကိုမနိုင်အောင်ကိုတမင်လုံးနေတဲ့အတိုင်းကိုဖြစ်တယ်ပေါ့နော်အာဒီနေ့ချက်စီးရှုံးသွားတဲ့အကြောင်းရင်းနဲ့မှလည်းဒါကွင်းလက်တိုင်းကလည်း တတော်တဲ့နေရာပါဝင်တယ်ဗောနော်ချက်စီးရဲ့တိုက်စစ်တွေကိုတတ်အောင်မကြာခဏဆိုလို့လုပ်တယ်ဗောနော်ပြီးရင်ဘိုင်မျိုးနေ့ရဲ့ဖောင်းပလေးတွေကိုဒါတုံတုံဆိုရင်ဒါမပေးဘူးဗောနော်ချက်စီးကဒါဒါနေနေပါပါထင်းကိုဒါချက်ချင်းပေးတဲ့အနေနဲ့မျိုးရှိတယ်ဗောနော်ဒီတိုင်းอ่ะအဲ့တော့ဘိုင်မြူနစ်ကကောင်နေအနေနဲ့ကလည်းဒါဒါရဲ့အနေထားကိုသိတဲ့အတွက်ဒီကောင်တွေကသူတို့လုံးရင်လည်းဒါသူတို့ရဲတင်းတင်းလုံးတယ် ခြေစည်းကနည်းနည်းပါးပါးထိလိုက်ရင်လေဒါလဲပြီးတော့ဒါ formal တွေတောင်းလဲပေါ့နော်ဒါပြောမှဆိုရင်ဘိုင်မျိုးနစ်အနေနဲ့ကအသင်းကြီးတသင်းထိတဲ့အသင်းတသင်းအနေနဲ့ဒီ low ရက်နေတကယ်ပြောမှဆိုရင်ရှက်ဖို့ကောင်းတယ်ပေါ့နော်အဲကျွန်တော်တို့အသင်းအနေနဲ့ဒါကြည့်ရမဆိုရင်လေဒါဒုတိယဒါဒိုင်းဒိုင်းကြီးနေအရှုံးမှာပေါ့နော်ဒိုင်းပြီးရင်ဒါဒုတိယကတော့ဒါနီးပြမာရစ်ကမှာပဲအဓိကတောင်းရရှိပေါ့နော်အဲဆိုတော့သူ PSG နဲ့ရင်ဆိုင်တဲ့ပုံစံအတိုင်းဒါ ပုံစံနဲ့ပွဲထွက်လာတယ်။ဒါ PSG နဲ့ပွဲမှာတော့ဒါလှုပ်ဖြစ်ခဲ့ပြီမယ်ပေါ့နော်။ဒီလိုမျိုးပွဲထွက်ခင်းချင်းကဒါပြောမှဆိုရင်ပွဲတော်တော်များများမှာဒါအတုံးမတဲ့ပေါ့နော်။ regain ကဒီမှာအလဲမှာကြာကြောင်ပြောတဲ့အနေအထားမျိုးက ပုံများတယ်ပေါ့နော်။အပြည့်စီနေပွဲမှာလာအလုပ်ဖြစ်ပြီးတော့ဒါချက်တဲ့ဝါနေတာမျိုးရှိတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာပထမပိုင်း နေထားကိုကြည့်လိုက်လို့ရှိရင်အခြေစည်းအနေနဲ့အာကွင်းလယ်ကိုစိုးမိုးဖို့နေတာပေါ့နော်နောက်တန်းကိုပြန်ကူနေရတာနေနေဒါတော်တော်လေးကိုပဲဒါဟိုခါတိုင်းတွေ့မြင်နေကြကျွန်တော်ခြေစည်းတက်စစ်ပုံစံတော့မှမပေါ်လင်ခဲ့ဘူးပေါ့နော်အဖဲချမ်းမှာရှိတဲ့တောင်ပန်တက်စစ်ဒါပရိုနတိုဆိုရင်လည်းတော်တော်ယူသီးသက်တာဒါခြေစွမ်းပြည့်ရင်တယ်ပေါ့နော်ခြေစွမ်းပြည့်ရင်တယ်အဲ့တော့ဒီနိဗ္ဗာန်နေနေရပေါ့နော်နိဗ္ဗာန်နေနေဒါ ပထမပိုင်းတစ်ပိုင်းလုံးစောင့်ကြည့်ပြီးအနေထားမှာဒုတိယပိုင်းပြန်ဆက်စားခြင်းကိုဒါလဲတင်လဲထိုက်တဲ့လူတွေကိုဒါပြက်ပြက်သားသားလဲပြစ်တယ်လေမော်နော်အဲ့ဒါကိုသူသူ့အနေနဲ့ပြောမဆိုရင်ပွဲကြီးတွေမှာဆိုရင်သူအဲလုံရဲကရင်တိတ်မရှိတဲ့နေထိုင်မျိုးတွေမြင်ရတာတော့တိတ်တော့မဟုတ်ဘူးနော်မာရက်စကာအနေနဲ့ကတော့ဒီနေ့ဆိုရင်ဒါပရိုနက်တိုဒါဆော်ရီကထုတ်တင်တယ်ဗောနော်ပရိုနက်တိုဒီဒုတိယပိုင်းပြန်စားတယ်ကပရိုနက်တိုလဲတင်တယ် အဲပြီးလို့ရှင်ပါတော့ဟိုဟာ region ကဒီကွင်းလမ်းမှာကြောင်ပြောတဲ့အနေထားမှုလို့သာပေါ့နော် site ဘက်မှာဒါညာဘက်ချမ်းမှာသဆောမယ်ဆိုရင်ဒါကောင်းမှုဆော့နိုင်တဲ့ကစားသမားပေါ့နော်အဲ့တော့ဒါဒုတိယပိုင်းမှာတကယ်တကယ်က region ကိုဒါလဲတာလဲလိုက်ပြင်မယ်အမှန်တကယ်ကအာ cast ကိုထုတ်ပြီးတော့ region ကိုသူ့ရဲ့နေရာမှန်အောင်ပဲပြန်ဆော့ခိုင်းတင်တယ်ပေါ့နော်အဲ့အဲ့လိုမျိုး cast ရဲ့ဒါ patronato ရဲ့ဒါထုတ်ပြီးလို့ရှိရင် အစီပါဝီလီယံနဲ့ကာနာချိုဒါတောင်မှနှစ်ဖက်ကိုထုတ်ပေးလိုက်လို့ရှင်ဒါတော်တော်ကြီးကိုကြီးကောင်းမဲ့ပွဲဖြစ်လာမှာပေါ့နော်တိုက်စစ်ခင်းကြီးကအခုကတော့ခြေစည်းကတိုက်စစ်ကပြောမယ်ဆိုရင်ကြောင်ပြောင်းနေနေတာမျိုးတွေဖြစ်တယ်ပြန်တူစင်ဆိုရင်လည်းတော်တော်စောက်သုံးမကြောက်လို့ပဲပြောတော့ပေါ့နော်ဂျူစင်ဘာမှမျောလဲစရာမရှိတော့ဘူးတူစင်ကအဲ့ဒါကိုနီးပြားကပေးသေးပြီးသုံးသွားတာပေါ့နော်လုံးဝမဖြစ်သင့်ဘူးပေါ့နော်ဒီလိုနေထားဒီလိုအချိန်မျိုးရောက်နေတဲ့အချိန်မှာသူ့အနေနဲ့ဒါ လူစားပြပြတန်တန်လဲပလိုက်တယ်ပေါ့နော်တမင်မဲ့အသင်းမရှင်တွေကိုရွက်နေတဲ့အနေထားမျိုးလားတော့မှထင်းရတယ်ပေါ့နော်သူစင်ရတာတော်တော်စောင့်သုံးမကြောက်ဘူးပြောမှာပေါ့နော်သူအနေနဲ့ဒါဟိုတိုက်စစ်ပံမှုမှုပိုင်းမှာလည်းဘာမှလောလောလာလာမရှိဘူးအခန်းစင်းအနေနဲ့ဆိုရင်လည်းမြေလည်းစိုးရင်နေရတယ်ပေါ့နော်လုံးဝကိုဟာဟိုအားကိုးစရာမရှိတဲ့ကစားသမားပေါ့နော်အဲ့တော့ဒီနေ့ပွဲမှာဒါ ိကတာဝန်ရှိတာကတော့မာရစ်ကာပဲပြောမှာပေါ့နော်မာရစ်ကာဒါသူ့အနေနဲ့စောရရပေါ့နော်တိုက်စစ်ကိုဒါရဲတင်းနေဒါပတ်စီဗာဝီလီယံနဲ့ဒါကာနာချိုနေရာပေးပြီးတော့ပွဲထုတ်လာလို့ရှိရင်ဘိုင်မြူနီရဲ့ဒီတိုက်စစ်ကိုပေါ့နော်တိုက်စစ်တိုက်စစ်နဲ့တိုက်စစ်တိုက်စစ်ချင်းရှင်ပြီးတော့ဟန်တာနိုင်နေမယ်လို့ကျွန်တော်တို့ယုံကြည်တယ်ပေါ့နော်အခုဒီနေ့လောက်ကနေတာကတော့ဒါတမင်ကိုပဲ ဒါအသင်းမရှင်တွေရွယ်ပြီးလောက်သွားလောက်အောင်ထင်ရတယ်ပေါ့နော်။အတူနေနဲ့အနည်းဆုံးဒါတမှတ်တော့ရအောင်ယူထားတင်တယ်ပေါ့နော်။ဒီနေ့လောက်သွားတဲ့နေသားကြီးက body boy ယောကြီးလောက်သွားတယ်လို့တော့ကျွန်တော်တို့တင်တယ်ပေါ့နော်။အဲ့တော့ Maraska ရဲ့ဒီနေ့ခင်းချင်းကတော့ဒါပြောစရာတွေအများကြီးပေါ့နော်။ကိုင်းလက်တိုင်းအနေနဲ့ဆိုရင်လည်းဒါတော်တော်ကြီးကိုအာစုပ်ပြတ်တက်နေအောင်ဝဲဒါဂိုင်တွေသွားတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒါ Chelsea fan အနေနဲ့ကဒီနေ့ကပြောမှဆိုရင် တတော်ကြီးကိုဒါကိုအတင်းရှုံးလာတဲ့ကောပေါ့နော်ရှုံးလာတဲ့ကိုဖြစ်နေဖြစ်လိုက်တာတွေမဖြစ်ခဲလို့ဒီလောက်ဖြစ်သွားတယ်လို့31လောက်ထိဒါဖြစ်သွားတယ်လို့ကျွန်တော်တော့မြင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တော့ဟိုပြောမစင်ခံပြင်းတယ်ပေါ့နော်လုံးဝကိုဒါလက်သင်မခံနိုင်တဲ့ရလဲပေါ့နော်အဲ့တော့ညီကလေးနေနေတော့ဒီပွဲရဲ့အခြေအနေပေါ်ဘယ်လိုမြင်လဲပေါ့နော်ကျွန်တော်ကတော့ဒါလက်ရှိလက်တလို့ ွဲပြီးပြီးချင်းရင်ထဲမှာဖြစ်ပေါ်လာတဲ့အနေအထားတွေကိုကျွန်တော်ကဟိုပြောဆိုတဲ့အနေအထားမှာအဲလိုအပ်ချက်တွေအားနည်းချက်တွေတော့ရှိကောင်းရှိလိမ့်မယ်ပေါ့နော်အာညီကိုတို့အနေနဲ့ဘလို့မြင်လဲမြင်တဲ့အမြင်လေးတွေကိုဒါချပြဆွေးနွေးလိုပါတယ်အားလုံးဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်